သူမအသက်ရှင်ကျန်ရခဲ့တာကဒီကြောင်းရင်ကြောင်းလို့ထုတ်ပေါ်ပြောဆိုလာတဲ့မင်းနေရွှေမင်္ဂလာပါပရိသတ်ကျူရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရာလေးကတော့သူမအသက်ရှင်ကျန်ရခဲ့တဲ့ကြောင်းရင်ကိုထုတ်ပေါ်ပြောဆိုလာခဲ့သူမင်းနေရွှေရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ပြီးခဲ့တဲ့ငလင်းပေးကြည့်မှာ ခင်မွန်ဖြစ်သူနဲ့လူမမဲသမီးလေးနှစ်ယောက်ကိုဆုံးရှုံးခဲ့ရပြီးသူမရဲ့မိခင်ပေးထားတဲ့စိတ်ဓာတ်နဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့်မနနှင်းရွှေဟာလူအများရဲ့ကုနာတက်ခြင်းတွေကိုရောသူမကိုလေးစားကြသူတွေရော များစွာရရှိခဲ့တာပါသူမက Grey War Hotel ပြုကြမှုအမှပိတ်မိနေတဲ့သူမရဲ့မိသားစုဝင်တွေလူမျိုးရဲတွေသူမတက်နိုင်သမျှအားရင်းနေတဲ့နီလန်းတွေကုံတုံးကစွမ်းကုံစူးစားခဲ့တဲ့စိတ်ဓာတ်ခိုင်မာသူမျိုးသမီးတယောက်ပဲဖြစ်ပါတယ်ဒီလိုသူမရဲ့စူးစားမှုကြောင့်လည်းရန်ရှောက်ဖွေဖို့ခက်ခဲလာတဲ့ Grey War Hotel ကြီးမှာဓာတ်ပေါ်ကိုပြန်လည်ရရှိခဲ့တာပါဒီလိုဓာတ်ပေါ်ကို ပြန်လည်ရရှိပြီးချိန်မှာပဲသူမဟာတရားနဲ့ဖြစ်နိုင်ခဲ့တယ်လို့သူမမိသားစုဝင်ရဲ့ဝိညာဉ်လေးတွေအေးချင်းအောင်လို့လုပ်ပေးနိုင်ခဲ့တာကိုပဲသူမအနေနဲ့ကျေနပ်နေခဲ့သူတယောက်ပဲဖြစ်ပါတယ်ဒီလိုဖြစ်ရဲ့ဆိုချင်တာမှလည်းမန်နေနေရွှေဟာငယ်နေပြီးဒုက္ခတွေတွေကိုကုညီလူတန်းတာတွေတန်ဃာတော်တွေကိုဆုံးခဲ့လူတန်းတာတွေစားတဲ့ကုသိုလ်တွေနဲ့သာနေ့ရက်တိုင်းကိုအားတင်းဖြစ်တန်းနေခဲ့တာဖြစ်ပြီးတော့သူမရဲ့မိသားစုဝင်တွေအတွက်တလားပြည့်လုပ်ပေးပြီးချိန်မှာသူမအနေနဲ့သာသာသနာပေါင်းကိုဝင်ရောက်သွားတော့မှာပဲဖြစ်ပါတယ်သူမဒီလိုသက်ရှင်လျက်ချင်းခဲ့တဲ့အကြောင်းရင်းဟာဘာသာရေးနဲ့ကုသိုလ်တွေကိုပုံမလုံးနိုင်ဖို့အတွက် အသက်ရှင်ကျန်ခဲ့တဲ့အကြောင်းကိုလည်းခုလိုပြောလာခဲ့တာဖြစ်ပါတယ်။ကျမတို့ခုဒီမသေးသေးတာလောကကြီးကတရားအထုတ်ဖို့ချိန်ပေးတာပါနော်။တည်ခြင်းတရားကကိုယ်စီချိန်မွေရောက်လာနိုင်တယ်ဆိုတာအခုဆိုရင်တော့အလုံးသဘောပေါက်ပါပြီ။မနေ့ပြန်ဆိုတာမသေးကြဘူးဆိုတဲ့စကားကမှဝေးသေးတယ်။အခုချက်ချင်းကြီးကမှရုတ်တရက်တည်သွားနိုင်တယ်။ဗုဒ္ဓဟောခဲ့တဲ့ကိုယ်တော်လည်းမဆက်မီဆန်တော်လည်းမကွေးမီတည်သွားနိုင်တယ်ဆိုတာခုလည်းငယ်ဖြစ်ရတွေကတသက်ပြနေပါတယ်။အခုချိန်မှာလောကကြီးကကျမတို့ကိုကုသိုလ်တွေလို့တရားတွေအထုတ်ဖို့ချိန်ပေးထားတယ်နော်။ ဘာရွယ်ချက်နဲ့တရားအောက်ထုတ်တာလဲစမရွယ်ချက်ကတော့ရိုးရိုးလေးပါပဲလောကထဲမှာရှင်သန်စင်မှာအေဂျင်စွာနေထိုင်နိုင်ပြီးတော့ တွေးကြုံလာရမယ့်လောကဒဏ်အကောင်းဆုံးကိုတည်ငြိမ်စွာရင်ဆိုင်ဖြေနိုင်ဖို့အတွက်တည်ခြင်းတရားကိုတည်ငြိမ်စွာရင်ဆိုင်သွားနိုင်ဖို့ပါပဲ။ကျမတို့ဆိုတော့ကဘာကြီးနဲ့ရှင်အလုံးသိငယ်လို့နဲ့အမုံလေးတခုပါ။ကဘာကြီးကလည်းစကြဝဠာကြီးနဲ့ရှင်ရန်ကုန်မှာသိငယ်တဲ့အမုံလေးလောက်ပဲဖြစ်သွားပြီ။ကျမတို့ဆိုတာမကြခင်ပျောက်ဆုံးသွားတော့မယ့်အမုံလေးတမုံပါပဲ။အမုံလေးတခုဖြစ်တဲ့ကျမတို့လူသားတွေကဘာရီများကြီးကြကြဖြစ်ချင်နေကြအောင်မလဲ။ဘဝဆိုတာယူထားသမျှထားခဲ့ပြီးတော့ပေးခဲ့သမျှယူသွားရတဲ့သီအိုရီတခုပါပဲဆိုကဝေးမြထားတာကိုတွေ့ရတာပဲဖြစ်ပါ ါတယ်။သူမအနေနဲ့ဆက်လက်ပြီးတော့စိတ်သက်ခိုင်မာစွာယက်တည်သွားအောင်မှဖြစ်ပြီးတော့ကြံရှိနေတဲ့တက်တမ်းမှာဘာသာရေးနဲ့ကုသိုလ်ရေးကို ပုံမုံအားဆိုင် ဒုတ်ကင်ကချင်မြွေရောက်ရှိလာနိုင်တဲ့သေခြင်းတရားပေါ်မှာနေစဉ်ဆင်ကျင်တွေးတော့ကနေထိုင်သွားတော့မှဖြစ်ကြောင်းပြောလာတာပဲဖြစ်ပါသည်ပရိသတ်တွေကတော့မင်းနှင်းရွှေကိုအမေကောင်းစနီးကောင်းတမီးကောင်းဆိုတာအမပင်တော်လိုက်တာမိမတွေကလည်းအမကိုစိတ်ပူနေမှာကိုတရားလက်ကင်ထားရင်ဆိုင်ပြသွားတာလေးစားအားကြရပါသည်အရင်လေးစားရတဲ့အမတရားနဲ့ဖြေနိုင်တာတမီးလေးတို့ရဲ့အဖေအေးချင်းရကနေသားတို့ခေါ်နေမှာပါအမတကယ်လက်တွေ့ကိုမှလက်ခံပြီးတော့လှုပ်ရှားရှိရလုပ်နေတာတွေမြင်ရတာတကယ်တော်ပါသည်တရားကိုဖက်အမြင့်အေးချမ်းပါစေဆိုကဝင်ရ င်းအောင်ပြီးစကားပြောခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောတရားသဘောနဲ့ရှာအားလုံးကိုလက်ခံဖြည့်ဆည်းနိုင်အောင်ကြိုးစားနေသူအာဂမိခင်လေးမင်းနေ့ရှိတဲ့အောင်ပြီးစကားလေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။